ပါဗျို့ဒီမှာတခုံးပါဒီမှာဒီမှာရော့အဲ့မှာရိုက်ထားတခုံးပါဒီမှာဆိုင်မှာလာခွာတွဲလာလို့ဆိုင်မှာလာခိုးရတခုံးပါအဲ့မှာအဲ့မြက်ပေါက်ကိုတိတ်ချာကြည့်တာဒီမှာခိုးရတခုံးပါဒီမှာတိတ်ချာကြည့်သူ့အတိတ်ချာပါအောင်ရိုက်ပြန်ထားနောက်ကျန်တဲ့ဈေးတဲ့တွေအကုန်တိအောင်လို့ဒီမှာဆောက်ခွက်ကိုကြည့်ထားအဲ့ဆောက်ခွက်ကိုတိတ်ချာကြည့်ထားတခုံးပါလိုက်ရခွာတဲ့လာခိုးရတခုံးပါဟမ်လုံးလုံးအားကြီးရဲ့တခါလာလာခိုးရတခါလာလာခိုးရ Facebook ကိုဟော issue လေးပေါ့နော်ကျွန်တော်တို့ခလေးလေးနဲ့ဆိုင်မှာပစ္စည်းဝင်ခိုးတဲ့ခါကျတော့ဆိုင်ရှင်ကနေပြီးတော့မှကြိုးတုပ်ပြီးတော့မှရိုက်တဲ့ video file ကြီးတက်လာတဲ့ခါကျတော့ဆိုင်ရှင်ဘက်ကိုပြောတဲ့သူတွေလည်းရှိတယ်အဲဒီနင်နာတဲ့ခလေးနဲ့ပေါ့လေခလေးခလေးနဲ့ဒီခိုးတဲ့သူဘက်ကနေပြီးတော့မှအာကုမဲ့သူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးလေးတွေ့ရတယ်ပေါ့အဲ့တော့ကျွန်မကတော့ ဒီအဲ့တော့လေနှစ်ဖွဲတခါဖြစ်ကြပြန်ရောပေါ့နော်ကလေးဘက်ရယ်ဆိုင်ရှင်ဘက်ရယ်တဖွဲနှစ်ဖွဲတခါဖြစ်ကြပြန်ရောတခုကလေတချို့ကလေတကူအားပေးတယ်ပေါ့တချို့ကလေအဲဆိုင်ရှင်ကိုစိုးတယ်ပေါ့နော်ဒီလိုမျိုးလေးတွေဖြစ်တာပေါ့ဒါအဲ့တော့သဘောထားကွဲလွဲလို့ရပါတယ် အဲ့တော့ကျွန်မကတော့ဘာပြောချင်လဲဆိုတော့ရှုထောင့်မျိုးတစ်ခုအနေပြောချင်တယ်เนาะဒီဘယ်သူမှန်တယ်ဘယ်သူမှားတယ်ဆိုတာထက်ကျွန်မကတော့နောက်ထပ်ရှုထောင့်မျိုးတစ်ခုအနေပြောချင်တယ်ဘာဖြစ်လို့ကျွန်မတို့တွေကကိစ္စရဲ့တစ်ခုမှာအာသူ့အလွန်ကိုယ်အမှားမဖြစ်ရအောင်လို့ကျွန်တော်ရှုထောင့်မျိုးတစ်ခုအနေပြောချင်တယ်เนาะဘာဖြစ်လို့ဥပဒေကြောင်းအရာလေးတွေတည်ထားဖို့လိုတယ်ဒါမှသာနေကျွန်မတို့ကဆောင်းရမ်းရှောင်းရမ်း လေးလေးကိုသိနိုင်မယ်ပေါ့နော်အဲ့တော့ဘာဖြစ်လို့ကျွန်မကဒီလိုပြောလဲဆိုတော့နင်းဆရာမကြီးလောက်တာလားလို့လည်းပြောကြအောင်မယ်ပြောလဲပြောပဲဘာဖြစ်လို့လဲဆိုတော့အာမသိလို့သာရဲ့ဒီလိုကိစ္စမျိုးဖြစ်တာပေါ့နော်သိရယ်ဆိုရင်ဒီလိုကိစ္စမျိုးမဖြစ်ဘူးပေါ့အခုမသိနိုင်လို့သာရဲ့ဒီလိုကိစ္စမျိုးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမကြီးလောက်တယ်ဆိုလဲဆရာမကြီးလောက်တယ်လို့သာမှတ်လိုက်ပါနော်အဲ့တော့ကျွန်မတို့ကအဲ မြမပြီမှာပြဋ္ဌာန်းထားတဲ့ပြည်မှုဆိုင်ရာဥပဒေပုံမှန်လေးဒါလေးတွေတွေကနေပြီးတော့ဒါနဲ့သက်ဆိုင်တဲ့ဥပဒေပုံမှန်လေးကိုသိဖို့လိုတာပေါ့နော်ကျမတို့တွေဒီလိုမျိုးတွေဖြစ်စဉ်ဖြစ်ရက်တွေဖြစ်လို့ရှိရင်တဲ့ကိုယ်တိုင်အဖမ်းပြုတ်လုချင်းပေါ့နော်အဲ့တော့ပြည်မှုကျွလွန်တဲ့သူတူကိုတဲ့ပြည်မှုဆိုင်ရာဥပဒေပုံမှန်59 60အရာအနည်းနာမှရှိတဲ့သူကဖမ်းလို့ရပါလေတဲ့နော်ဆိုတော့ဖမ်းလို့ရတယ် အငုတ်ခိုးတယ်၊ကပိုက်နိုင်တယ်စသဖြင့်မကျွန်မတို့ကဖမ်းလို့ရတယ်။ဖမ်းပုံမှန်တွေတော့ရှုပ်သွားမလားတော့မသိဘူးเนาะပြောလို့ရှိရင်ကျွန်မနည်းနည်းလေးနားလည်လွယ်အောင်ပဲပြောလိုက်တာပေါ့။အဲ့တော့ဖမ်းလို့ရပါတယ်တဲ့။ဒါပေမဲ့ဖမ်းပြီးတဲ့နောက်မှာတော့ကိုယ်တိုင်စီရင်ပိုင်ခွင့်မရှိဘူးเนาะ။ကိုယ်တိုင် ကျမတို့ကဒီလိုဆုံးမတာလို့ကိုယ်တိုင်ရိုက်မှတ်တာလို့စသဖြင့်ပေါ့နော်ဒီလိုမျိုးကိုယ်တိုင်စီရင်ပိုင်ခွင့်မရှိဘဲနဲ့ကိုကိုယ်တိုင်အမှုကိုဆက်မသွားဘဲနဲ့အမြန်ဆုံးရဲထံကိုလွှဲအပ်ရပါမယ်တဲ့ရဲစီကိုမအပ်ဖဲနဲ့ကိုဟာကိုဆက်ပြီးတော့မှထိမ့်သိမ်းထားတယ်ဆိုလို့ရှိရင်တဲ့အမှန်မဲ့အဖမ်းလို့ဖြစ်ပြီးတော့မှတဲ့ပြစ်မှုအဖြစ်ယူဆနိုင်ပါတယ်တဲ့ဟောကိုကကိုကနစ်နာသူဖမ်းလိုက်တယ်ခုနကလိုမျိုးပေါ့ဟိုတက်ဆိုင်ရာကိုမအပ်ဖဲနဲ့ ကိုကဖန်ထားပြီးတော့မှအဲဆက်ပြီးတော့မှ ကိုကစီရင်မယ်ဆိုလို့ရှိရင်တဲ့ကိုကဆက်ပြီးတော့မှထိမ့်သိမ်းထားမယ်ဆိုလို့ရှိရင်အမှန်မဲ့အဖမ်းဆိုပြီးတော့မှဖြစ်ပြီးတော့မှတဲ့ဒါညီဆုံးပါလေတဲ့เนาะနောက်တစ်ခါကိုယ်တိုင်းရိုက်နှက်ချင်းဆုံးမလာပေါ့တခိုးပဲဖြစ်ဖြစ်ကပိုင်းနိုင်ပဲဖြစ်ဖြစ်ကျမတို့တွေကကိုကိုဟာကိုတခိုးမိလို့ဆိုရိုက်ချလိုက်မယ်ကပိုင်းနိုင်မိလို့ဆိုရိုက်ချလိုက်မယ်ဆိုရင်တဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှာတဲ့3နှစ်3 3နှစ်5 3နှစ်6တို့ရဲ့အောက်မှာပြစ်ထန်ရှိပါလေတဲ့ သုံးနှစ်သုံးကတာမန်ရိုက်နှက်ချင်းနဲ့เนาะထောင်ဒဏ်နဲ့ငွေဒဏ်နဲ့เนาะဒဏ်ငွေတဲ့သုံးနှစ်ကထိခိုက်ဒဏ်ရာကြည့်အောင်ရိုက်နှက်ချင်းနဲ့အများဆုံးထောင်9နှစ်နဲ့ဒဏ်ငွေတဲ့เนาะနောက်တစ်ခါပုံမှန်3နှစ်6ကအန်ဒီယန်ရှိတဲ့လက်နက်ကိုအသုံးပြု၍ဒဏ်ရာရအောင်ပြုလုပ်ချင်းနဲ့အများဆုံးထောင်ဒဏ်10နှစ်နဲ့အချို့အမှုတွေမှာတည်ဒဏ်အထိရှိနိုင်ပါတယ်တဲ့ဟောကဲ နော်ဒါလေးတွေတီးဖို့လိုအပ်တယ်ကျမတို့ကနှိမ့်လာတဲ့သူနော်အခိုးခံရတဲ့သူဒါပေမဲ့စိတ်လိုက်မှန်ပါအရာရိုက်နှက်လိုက်မယ်စိတ်လိုက်မှန်ပါအရာကျမတို့တွေကအာလှုပ်လိုက်မယ်ဆိုလို့ရှိလို့ရှိရင်ကိုကနှိမ့်လာလို့အာဖြစ်ပေမဲ့ကိုကလုံလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ ကိုကကိုသူကခိုးတာတက်တက်ကိုကလှုပ်တာတက်တက်ဒီလိုဖြစ်သွားမယ်ဒါလေးတွေသိဖို့လိုတယ်เนาะအဲ့တော့နောက်တစ်ခါနံပါတ်3ကဗီဒီယိုရိုက်ထုတ်ခြင်းနဲ့လူသိအောင်ဖော်ပြခြင်းနဲ့တခိုးဖြစ်သူကိုဖြစ်စင်းတဲ့ခပိုင်းလိုက်ကိုပဲဖြစ်စေစသဖြင့်ဗီဒီယိုရိုက်ပြီးတော့မှတဲ့လူတိလူသိအောင်တင်ခြင်းဆိုတာလေတဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှန်900နည်းတဲ့ နော်ပုံမှန်66ဂါကြီးအောင်မှာပြစ်မှုဖြစ်နိုင်ပါတယ်တဲ့နော်ဆိုတော့ပုံမှန်900ဆိုတာကတဲ့အခြားသူကိုညစ်ပတ်အောင်ပြုလုပ်ခြင်းတဲ့အများဆုံးထောင်ဒဏ်2နှစ်နဲ့ဒဏ်ငွေတဲ့နော်66ဂါကြီးကတော့ online မှာတစ်စိညစ်ပတ်အောင်ပြုလုပ်ခြင်းအများဆုံးထောင်ဒဏ်3နှစ်နဲ့ဒဏ်ငွေတဲ့ကဲနော်ဆိုတော့အဲဒါလေးတွေကိုသိဖို့လိုတာပေါ့နော်ဒါလေးတွေကိုသိဖို့လိုတာပေါ့အဲ့တော့ဟိုဘယ်လိုခေါ်မလဲခိုးတယ်အရိုက်ခံရတယ် တခိုးကအရိုက်ခံရတယ်ဆိုအဲ့တခိုးသုံးမဟုတ်တခိုးရဲ့မိသားစုဝင်တွေကသူ့ကိုရိုက်တဲ့သူကိုပြန်ပြီးတော့မာတဲ့တရားဆွဲဆိုနိုင်ပါတယ်တဲ့ကဲနော်အဲ့တော့ပုံမှန်ကြီးဥပဒေတွေကဟိုမှာအာခုနှစ်တရော၃နှစ်တရောဟုတ်တယ်နော်ကျွန်မခုနပြောသလိုတက်တက်တကြွနေထီတောင်ပါတယ် အဲ့တော့ကျမတို့တွေကအာတခါတလေကျရင်ဥပဒေနဲ့ကနည်းနည်းလေးကျမတို့တွေကလန်လန်းမမီကြဘူးဝေးကြတယ်ပေါ့အဲ့တော့ကျမတို့ကသခိုးမိတယ်ခိုးရမလားဆိုရိုက်ကြတယ်ခပိုင်းနိုင်မိတယ်နှိုက်ရပါမလားဆိုပြီးကျမတို့ကရိုက်နှက်လိုက်ကြတယ်ပေါ့နော်အဲဆိုတော့ဟိုဘက်ကတော့သခိုးတို့ခပိုင်းနိုင်တို့ဆိုတာမူလနဲ့ကအားနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့တို့ကတော့ပြန်ပြီးတော့မှဒီဥပဒေကြောင်းနေမသိတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲကျမတို့အာဒီလိုနဲ့ပဲခံနေရတာနှစ်ပေါင်းများစွာပေါ့နော်ဒါပေမဲ့ ဟိုအခုခေတ်ကကြတော့ social media ခေတ်မှာအကုန်လုံးပွင့်လန်းလာတဲ့ social media မှာ video တင်လိုက်တယ်ဆိုရင်လူပေါင်းစုံအစင်တန်းပေါင်းစုံအလွှာပေါင်းစုံပညာစင်တန်းပေါင်းစုံစသဖြင့်ဒီလိုလူတွေရဲ့တုံးသက်ချက်တွေနဲ့ဖြစ်လာတယ်ဆိုလို့ရှိရင်ကိုက သူ့အလွန်ကိုအမှားဖြစ်သွားမှာဆိုလို့ကျွန်မတို့တွေကဒါအခုဒီဖြစ်စဉ်ဖြစ်ရက်လေးကိုနမူနာယူပြီးတော့မှအခုဆိုရင်ဒါဆိုင်ရှင်ကတော့ဒါမူလပထမသူကနစ်နာသူပေါ့နော်သူ့ကိုသူ့ပစ္စည်းအခိုးခံတော့သူကနစ်နာသူနစ်နာသူကနေမှသူကဖမ်းဆီးလိုက်တယ်ဒီအထိလက်ခံလို့ရတယ်ဒီအထိလဲသူဒီနစ်နာသူပဲဒါပေမဲ့အဲ့ဒီကနေတစ်ဆင့်မှသူ့ဟာသူစီရင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ သူ့အလွန်ကိုအမားဖြစ်တဲ့ဖြစ်ရမျိုးဖြစ်သွားပါတယ်။ဘာမှမဖြစ်ရင်ဘာမှမဖြစ်ပေမယ့်နားလေတက်ကြွတဲ့သူတွေနဲ့ဈာရီကနေမခံနိုင်တဲ့သူတွေကစသဖြင့်ဝင်ပြီးတော့မှအာခုနလိုပေါ့ဒီယာရီနဲ့ဆွဲပြီးတော့မှတရားဆွဲဆိုရဲဆိုလို့ရှိရင်ကိုကနှင်းလဲနှင်းနာသေးတယ်။ထက်ဆင့်ပြန်ပြီးတော့မှနှင်းနာမှုတွေဖြစ်မယ်။အဲ့တော့နောက်ဆိုရင်ဆောင်ရံရှောင်ရံလေးတွေတိရအောင်လို့မလို့ တိလို့ကျူးလွန်လိုက်တာလားဆိုတော့တိလို့မဟုတ်ဒေါသအလျောက်ပေါ့စိတ်ဆိုးတာပေါ့နော်ဆိုတော့စိတ်ဆိုးတာပေါ့ကျမကတော့တကိုးအားပေးတာလည်းမဟုတ်ဘူးဆိုင်းရှင်ကိုမှန်တယ်မားတယ်လို့သုံးသက်တာလည်းမဟုတ်ဘူးကျမတို့တွေနောက်တစ်ခါဒီလိုဖြစ်စဉ်ဖြစ်ရမျိုးတွေမိမိကိုယ်တိုင်ကြုံတွေ့လာခဲ့လို့ရှိရင်ဆောင်ရန်ရှောင်ရန်နဲ့မိတို့မိပုံလောက်ရမယ်ဆိုတာကိုစဉ်းစားနိုင်အောင်လို့ရှင်းပြခြင်းဖြစ်တယ်နော်ဒါလေးကိုအဲ့တော့ကျမတို့တွေကဒီလိုမျိုးကိုယ်ကိုခိုးတယ်ဖွက်တယ်မိတယ်အဲကပိုက်လိုက်တယ်မိတယ်အဲစသဖြင့်ပေါ့ဒီလိုမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်နံပါတ်1တက်ဆိုင်ရာအမြန်ဆုံးဆက်သွယ်ပြီးတော့မှတက်ဆိုင်ရာလက်ကိုအပ် ပြီးတော့မှသူ့ရဲ့ပြည်မှုပြည်ဒဏ်အင်္ဂါပဲသက်ဆိုင်ရာကစီမံပိုင်ခွင့်ကို အနည်းမှာမဟုတ်လို့ကိုကိုတိုင်းစီမံလိုက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးဥပဒေပုံမှားတွေနဲ့ညှိစောနိုင်တယ်ဆိုတာလေးကိုတယောက်ချင်းစီသိဖို့လိုတယ်เนาะဒါလေးတွေအဲ့တော့ဘာဖြစ်လို့ကျမပြောပြရလဲဆိုလို့ရှိရင်ဒီလိုမျိုးမတိလိုက်လို့ဒီလိုမျိုးကျူးလွန်မိတာပေါ့အဲ့တော့နောက်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 ကိုကဒီလိုမျိုးကိုစီမံမြန်ဖြစ်လာခဲ့သည်ရှိတော့ကိုကမတိလိုက်လို့ကျူးလွန်သူမဖြစ်သွားအောင်လို့သူ့အလွန်ကိုအမားမဖြစ်အောင်လို့ကျမကဒါလေးကိုပြောပြခြင်းဖြစ်ပါတယ်ဆရာလောက်တာလည်းမဟုတ်ပါဘူးเนาะကျေးဇူးများကြီးတမရင်